မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဖေဖော်ဝါရီလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်အရေးကြီးသတင်းကတော့မြန်မာနိုင်ငံမှာအရေးပေါ်အခြေအနေများကြီးညာထားခြင်းစစ်အုပ်ချုပ်ရေးမြို့နယ်များတိုးပွားလာခြင်းနဲ့ခီးတွားကန့်သတ်ချက်တွေရှိနေခြင်းကြောင့်စင်ကာပူနိုင်ငံကိုမြန်မာအလုပ်သမားတွေခေါ်ယူတဲ့အခါမှာကြံ့ကြာနှောင့်နှေးမှုများရှိနေကြောင်းစင်ကာပူအစိုးရလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနကသတိပေးချက်ထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကထုတ်ပြန်လိုက်တဲ့စင်ကာပူအစိုးရရဲ့သတိပေးချက်ကြီးညာချက်မှာစင်ကာပူအခြေစိုက်အလုတ်ကန်အေဂျင်စီများကိုဥတည်ပြီးတော့ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီးမြန်မာနိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာထားခြင်းစေအုပ်ချုပ်ရေးနယ်မြေနဲ့မြို့နယ်များတိုးပွားလာခြင်းနဲ့ ခရီးသွားလာမှုဆိုင်ရာကန့်သတ်ချက်များစွာဖြစ်ပေါ်နေကြောင်းဖော်ပြထားပါတယ်။အဲ့ဒီအခြေအနေတွေကြောင့်အလုတ်ကန်အေဂျင်စီများအနေနဲ့အလုတ်သမားများရရှိနေတဲ့မြန်မာနိုင်ငံကအခြေအနေများကိုမျက်ခြေမပြတ်စောင့်ကြည့်ရန်အကြံပြုပြီးတော့အလုတ်ရှင်များကိုလည်းအလုတ်သမားခေါ်ယူမှုအတွက်ခရီးသွားလာမှုဆိုင်ရာအခက်အခဲများရှိနေတာကိုသတိထားကြရန်မေတ္တာရပ်ခံလာပါကအလုတ်ရှင်များကိုလိုအပ်တဲ့ကူညီမှုများကိုပေးရန်စင်ကာပူအစိုးရကအကြံပြုထားတယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်အလုတ်ကန်အေဂျင်စီများအနေနဲ့လုပ်ငန်းများကိုဆက်လက်လေပတ်လုပ်ကင်နိုင်ရေးအတွက် အလုံသမားများကိုမြန်မာနိုင်ငံကလွဲပြီးတော့အခြားသောအတီးပြုတ်ခွင့်ပေးထားတဲ့နိုင်ငံများကနေပြီးတော့ခေါ်ယူနိုင်ကြောင်းအကြံပြုထားပါတယ်။ စင်ကာပူအစိုးရရဲ့ကြေညာချက်ဟာမြန်မာအလုပ်သမားခေါ်ယူမှုများကိုအဆင်မပြေမှုတွေရှိနေတဲ့အတွက်အလုပ်ကိုင်အေဂျင်စီများအနေနဲ့စီစစ်ပြီးတော့ခေါ်ယူရန်ညွှန်ကြားထားခြင်းဖြစ်ကြောင်းကိုဖော်ပြထားပါတယ်။ဒါကြောင့်စင်ကာပူနိုင်ငံကိုမြန်မာအလုပ်သမားများခေါ်ယူမှုတွေနှဲပါသွားမှာဖြစ်ကြောင်းစင်ကာပူရောက်မြန်မာတအူးကတုံ့တက်ပြောပြထားပါတယ်။ဒီကြေညာချက်ကမြန်မာနိုင်ငံမှာခရီးသွားလာမှုကန့်သတ်ချက်တွေနဲ့ညွန်နယ်တော်တော်များများမှာမာရှယ်လော်တွေဖြစ်နေတဲ့အတွက်မြန်မာပြည်ကအလုပ်သမားခေါ်ယူမှုတွေကိုသူတို့ကစီစစ်ဖို့ခေါ်ယူတဲ့အချိန်မှလည်း ထွက်မလာနိုင်လို့ရှိရင်ကြံ့ကြာမှုတွေနှောင့်နှေးမှုတွေရှိနိုင်တဲ့အတွက်အလုတ်ကန်အေဂျင်စီတွေကိုသတိပေးတဲ့စာထုတ်လိုက်တာပါအခုဟာကတော့တကယ်လဲခေါ်ထားတဲ့သူတွေကမြန်မာနိုင်ငံကနေထွက်လာလို့မရလို့ဒီစင်ကာပူနိုင်ငံကိုမရောက်လာနိုင်တဲ့ဟာတွေကိုလည်း employment agency တွေကကြုံနေရတာပဲလေသူတို့ကတရားဝင်ဒီလိုကိစ္စတွေဖြစ်လာနိုင်တယ်ဆိုတာကိုကြိုတင်ပြင်ဆင်ဖို့နဲ့တက်နိုင်လို့ရှိရင်မြန်မာနိုင်ငံကိုရှောင်ရှားပြီးတော့ခေါ်ကြဖို့စာထုတ်လိုက်တာနောက်ပြီးတော့စင်ကာပူကိုရောက်နေနေပြီးသားမြန်မာတွေအနေနဲ့ စီးပြက်ကမ်းပြက်စောက်တုံးမကြတဲ့စီးကမ်းမရှိတဲ့အကျင့်ဆိုးတွေကြောင့်လည်းပါပါတယ်စောက်တော်သားတွေတော်တော်များများဟာစင်ကာပူကိုရောက်လာတော့စင်ကာပူအစိုးရရဲ့ချမှတ်ထားတဲ့စီးကမ်းတွေကိုမလိုက်နာဘဲရွာမှာလိုပဲအောက်တန်းစားဆန်းဆန်းနေထိုင်ပြုတ်မှုတာတွေဟာစင်ကာပူနိုင်ငံသားတွေအတွက်မျက်စိနောက်เสียရဖြစ်စေပါတယ်အားလုံးလည်းတွေးကြမှာပါကမ္ဘာပေါ်မှာအရန်ကိုတန့်ရှင်းပါတယ်ဆိုတဲ့နိုင်ငံကိုယ်တော်မှစောက်ပြက်တက်သွားအောင်ဝိုင်းလုပ်ကြတော့ဘယ်အစိုးရကကျေနပ်နိုင်ပါလဲဒီလိုမျိုးထုတ်ပြန်တာဟာတွယ်ဝိုက်သောနီးနဲ့မြန်မာတွေကိုရှင်းနေတာပဲလို့ စင်ကာပူရောက်မြန်မာတအုပ်ကသုံးသပ်ပြောပြထားပါတယ်စင်ကာပူနိုင်ငံမှာမြန်မာနိုင်ငံသားတိမ့်ချီပြီးတော့ရောက်ရှိနေပြီးအလုပ်လုပ်ကိုင်နေကြပြီးတော့အများစုဟာအထွေထွေအလုပ်သမားများအဖြစ်နဲ့ရောက်ရှိအလုပ်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းချောင်းဦးမြင့်မှုလမ်းပိုင်းမှာအကြမ်းဖက်ဆက်ရင်တန်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်သားများကို drone နဲ့ဘုံကျဲပြီးတော့မိုင်းဆွဲတိုက်ခိုက်ရာစစ်သား၉ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ3ရက်နေ့မွန်လွယ်ပိုင်း2:30မိနစ်ခန့်မှာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့တံပြားကာကား၅စီးပါတဲ့ရင်တန်းကိုတော်လိုင်းတပ်ဖွဲ့များကချောင်းဦးမြင့်မှုလမ်းပိုင်းမှာမိုင်းဆွဲတိုက်ခိုက်ရန်စောင့်ဆိုင်းနေတဲ့အချိန်မိုင်းကွင်းပေါ်ကိုရောက်လာတဲ့ကား၃စီးကိုဖောက်ခွဲတိုက်ခိုက်ရာနောက်ဆုံးကားကိုထိမှန်ခဲ့ပြီးတော့ကားဟာထိုးရက် ွားပြီးစစ်ကောင်စီတပ်သား၃အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်ကြံရှိနေတဲ့ကားများရရှိလာပြီးတော့ခရီးသွားပြည်သူများကိုတားဆီးဆက်ဆဲမှုများပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးပိတ်ဆို့ဆက်ဆဲမှုများလှုပ်ဆောင်နေတဲ့အချိန်ငွေကမာမင်းစီဆိုင်အနီးမှာစက်ကြီးကောက်နေတဲ့စစ်သားများကခရီးသွားကားများကိုအကာအကွယ်ယူပြီးတော့ချောင်းဦးမြင့်မှုလမ်းအတိုင်းချင်းချင်းစစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားများဟာတန်လွင်မြန်မာ73စီဆိုင်ဟောင်းအတွင်းကို ဝင်ရောက်ပြီးတော့ခိတခဏတက်ဆွဲနေတဲ့အချိန်ညနေ3နာရီခန့်မှာတော်လိုင်းတပ်ဖွဲ့များက drone နဲ့နှက်ချင်းဘုံသီးရှစ်လုံးကျဲချတိုက်ခိုက်ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် drone နဲ့တိုက်ခိုက်ခံရပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ6ဦးမြို့အဝင်းမုံရွာပခုတ်ကူမန္တလေးလမ်းစုံအနီးမှာရှိတဲ့ စစ်တပ်ဂိတ်အနီးကိုပြန်လည်ဆုတ်ခွာလာတဲ့အချိန်ညနေ9နာရီအချိန်ကမှတော်လိုင်းတပ်ဖွဲ့များဒရုန်းနဲ့ဘုံသီး6လုံးထပ်မံကျဲချတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးထပ်မံသေဆုံးသွားတယ်လို့သိရပါတယ်။မုံရွာမြို့နာမခါကနေထွက်လာတဲ့စစ်ခွေးတပ်များကကား3စီးကိုမိုင်းဆွဲတိုက်ခိုက်တာစစ်ခွေး3ကောင်အပြင်းထန်ဒဏ်ရာရတဲ့ချောင်းဦးမြင့်မှုကာလမကြီးအတိုင်းစစ်ကြောင်းထိုးလာတဲ့စစ်ခွေးအယောက်30ခန်းပါတဲ့စစ်ကြောင်းကိုလမ်းကြောင်းတစ်လျှောက်ဒရုန်းနဲ့လိုက်လံတိုက်ခိုက်တာကစစ်ခွေး၉ကောင်တေဆုံးပြီး၂ကောင်အပြင်းထန်ဒဏ်ရာရတယ်လို့လျှက်စီးတက်ခွဲမုံရွာခရိုင်အမှတ်၁၂တိုင်ရင် တက်ခွဲတုံးကဗိုလ်မိုးချိုးကရှင်းပြထားပါတယ်၎င်းတက်ခိုက်မှုကိုလျှက်စီးတက်ခွဲမုံရွာခိုင်တိုင်ရင်းများကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်စစ်စင်ရေးအောင်မြင်စွာဆင်နွှဲနိုင်ရန်ဝိုင်းဝန်းပြီးတော့ပအဝင်အားဖြည့်ပြီးအတူတကွလက်တွဲတိုက်ခိုက်ခဲ့ကြတဲ့တော်လိုင်းရင်အင်အားစုများနဲ့တကွာစစ်စင်ရေးအတွင်းမှာအသုံးပြုခဲ့ကြတဲ့ခဲရန်လက်နက်များထောက်ပံ့ကူညီပေးပါသောပြည်တွင်းပြည်ပကပြည်သူများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်းလျှက်စီးတက်ခွဲမုံရွာခဲအမှတ်ဆက်နဲ့တိုင်ရင်တက်ခွဲ၃ကဗိုလ်မိုးချိုးကဆက်လက်ပြောဆိုထားကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်မှုထမ်းရန်အမိန့်ဆင့်ခေါ်စာရရှိထားတဲ့လူငယ်များကိုစီစစ်ရန်နဲ့တင်ကားဝက်ခွဲမပေးရန်ဖုန်ကြီးเจ้าများကိုစစ်ကောင်စီကညွှန်ကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဖေဖော်ဝါရီလအတွင်းမှာမြို့နယ်ထွေဥများနဲ့နိုင်မြေကန်တာဝန်ကစစ်အရာရှိတို့ကစစ်မှုထမ်းရန်အမိန့်ဆင့်ခေါ်စာရရှိထားတဲ့သူများဟာချက်ချင်းစစ်မှုထမ်းရမယ့်သူများဖြစ်ကြောင်းဒါကြောင့်ဖုန်ကြီးเจ้าမှာတင်ကားစီတာသနာဘောင်ဝင်းရန်လာရောက်လျှောက်ထားပါကအသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းဖြစ်ပါက စစ်မှုထမ်းရန်အမိန့်စင်ခေါ်စာရရှိပြီးသူဟောမဟုတ်စီစစ်ရန်အကယ်၍စစ်မှုထမ်းရန်အမိန့်စင်ခေါ်စာရရှိပြီးသူဖြစ်ပါက ပင်ကန်းစည်းကွက်မပေးရန်မြို့နယ်တန်ကနိုင်ကအဖွဲ့ကိုရှောက်ထားတင်ပြလာတယ်လို့သိရပါဗျ။အသက်16နှစ်ကနေအသက်35နှစ်အတွင်းဆိုရင်စစ်မှုထမ်းစစ်ခေါ်စာရရှိပြီးသားဆိုရင်တော့ပင်ကန်းစည်းမပေးဖို့တေချာစီစစ်ပေးဖို့မြို့နယ်ထွေးဦးကလာပြီးတော့ရှောက်ထားတာပါ။စစ်မှုထမ်းအမိန့်စစ်ခေါ်စာပေးဖို့ပြီးသားဆိုရင်တင်ငန်းဝင်နေရင်လဲခေါ်ရမှာပဲအဲ့ဒီအခါမှာတင်ငန်းဝင်နေဆိုရင်ခေါ်ရခက်လိမ့်မယ်အမြင်မတင်တာတွေဖြစ်နိုင်တယ်အဲ့ဒါကြောင့်စစ်မှုထမ်းအမိန့်ရပြီးသားဒူတွေဆိုရင်တော့ ်သာသနာ့ဘောင်ဝင်ခွင့်မပေးဖို့အတွက်ရှောက်ထားလာပါတယ်လို့မြို့နယ်တန်ကနိုင်ကအဖွဲ့ဝင်ဆရာတော်ကမိန့်ကြားထားပါတယ်။ဒါအပြင်အသက်၁၈နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားများကိုရေရှည်ရဟန်းဝင်ခွင့်မပေးဘဲနဲ့ရေတို့ဒုံလဘရဟန်းအဖြစ်ရပ်ပိုင်းတာခွင့်ပြုပေးရန်တကြံကာလမဟုတ်ဘဲနဲ့ရဟန်းဝင်မြတ်သူများရှိလာပါကသက်ဆိုင်ရာကိုအတိပေးအကြောင်းကြားပြီးမှလက်ခံပေးရန်လဲတင်ပြလျှောက်ထားလာတယ်လို့သိရပါတယ်။ဘုံကြီးเจ้าမှာညအိတ်ဧည့်သည်လက်ခံမယ်ဆိုပါက အစည်းအဝေးတိုင်ကြားရန်လဲအတိပေးအကြောင်းကြားလာတယ်လို့ပြောပါတယ်စစ်မှုထမ်းဖို့အမိန့်ချထားတဲ့သူတွေဆိုရင်တော့ရေလိုရော ရေရှည်ရောယဟန်အဖြစ်နဲ့လက်ခံလို့မရပါဘူးစစ်မှုထမ်းစည်ရင်ပဲပါသေးတယ်ဆိုရင်တော့ဒုလဘယဟန်အဖြစ်နဲ့တပတ်တန်စီနှစ်ပတ်တန်စီအဖြစ်လက်ခံလို့ရပါတယ်ဒါပေမဲ့သူတို့ကိုအတိပေးဖို့အကြောင်းကြားဖို့ပြောပါတယ်နောက်တစ်ခါအစည်းအဝေးတိုင်ဖို့လဲပြောတယ်ဘုန်းကြီးเจ้าမှာအခြားနယ်ကတန်ဃာတွေကြွလာရင်တောင်မှအတိပေးပြီးတော့အစည်းအဝေးတိုင်ဖို့တကယ်လို့အစည်းအဝေးမတိုင်ရင်တောင်မှ တပ်ဆိုင်ရာမြို့နယ်တန်ခါနိုင်ကအဖွဲ့နဲ့ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့တွေစီကိုဖုန်းဆက်အတိပေးအကြောင်းကြားဖို့လဲတင်ပြလာပါတယ်လို့မြို့နယ်တန်ခါနိုင်ကအဖွဲ့ကဆရာတော်ကမိန့်ကြားထားပါတယ်အလားတူပဲဖုန်းကြီးကျောင်းနဲ့စာတင်တိုက်များမှာငယ်ပြူရဟန်းနဲ့တန်ခါတော်များအနေနဲ့သာသနာဝင်မှတ်တမ်းတန်ခါမှတ်ပုံတင်များကိုကန်ဆောင်ထားရမှာဖြစ်ကြောင်းရဟန်းတာမဏေတို့အနေနဲ့ရဟန်းတာမဏေအစ်စ်အမှန်အဖြစ်နဲ့တရားဝင်အထောက်အထားပြနိုင်ရန် ်သာသနာဝင်မှတ်တမ်းကိုကန်ဆောင်ရမှာဖြစ်ကြောင်းမြို့နယ်ထွေးအုပ်ကဘုံကြီးကျောင်းကိုအတိပေးလာတယ်လို့ပြောပါတယ်အသက်18နှစ်ပြည့်ပြီးတဲ့တာမဏေများနဲ့ယဟန်အစ်စ်များအတွာသာသနာဝင်မှတ်တမ်းရရှိစေရန်ရကြေးတန်ခါနိုင်ကအဖွဲ့မြို့နယ်တန်ခါနိုင်ကအဖွဲ့ကိုတင်ပြဆောင်ရွက်ရမှာဖြစ်ပြီးတော့မြို့နယ်တန်ခါနိုင်ကအဖွဲ့ဟာသာသနာဝင်မှတ်တမ်းနဲ့သာသနာနယ်ဝင်မှတ်တမ်းအစ်စ်များကိုထုတ်ပေးခြင်းပြင်ဆင်ခြင်းဖြည့်ဆွတ်ခြင်းတို့ကိုသက်ဆိုင်ရာမြို့နယ်သာသနာရေးမှူးလူဝင်မှုကြီးကြပ်ရေးနဲ့ ်ပြည်သူအင်အားဦးစီးဌာနရဲ့အကူအညီကိုရယူပြီးတော့ဆောင်ရွက်ရန်လဲအသိပေးထားတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီကဇန်နဝါရီလ23ရက်နေ့ကပြည်သူစစ်မှုထမ်းနေဦးတွေကိုထုတ်ပြန်ပြီးတဲ့နောက်အသက်16နှစ်ကနေ35နှစ်အတွင်းအမျိုးသားလူငယ်များကိုပြည်ပကိုထွက်ပြီးတော့အလုလခွင့်ကိုပိတ်ပင်ခြင်းရဟန်းဝိခွင့်ကိုပိတ်ပင်ခြင်းများကိုလုံဆောင်လာခြင်းဖြစ်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီကအသက်သွင်းထားတဲ့ပြည်သူစစ်မှုထမ်းဦးတွေအရရဟန်းတန်ကများဟာစစ်မှုထမ်းခွင့်ကနေပြီးတော့ကင်းလွတ်ခွင့်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်1ကနေအပတ်စဉ်6အထိလူငယ်အယောက်4000ကျော်ကိုအထမစစ်မှုထမ်းရန်စုဆောင်းခဲ့ပြီးတော့ရွှေတန်းစစ်မြေနာမျိုးစုံကိုပို့ဆောင်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရကထုတ်ပြန်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ NUG အစိုးရကဇန်နဝါရီလ၄ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာ NUG သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူဦးကျော်စောက အခုလိုမျိုးပြောဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်မှုထမ်းနေဥပဒေထုတ်ပြန်လာတဲ့စစ်ကောင်စီက ဒီတစ်ချိန်မှာအမျိုးသမီးများကိုပါစစ်မှုထမ်းဖော်ဆောင်တော့မယ်ဆိုတာကိုထည့်သွင်းလာပါတယ်အပတ်စဉ်ကိုအထီကိုရောက်ရှိလာတဲ့လူဦးရေပေါင်း၄000ကျော်ဟာမတရားတင်သွင်းပြီးတော့စစ်မှုထမ်းစုဆောင်ခံလာရသူများပဲဖြစ်ပါတယ်အထမစုဆောင်ခံရတဲ့လူငယ်တွေဟာရွှေတန်းစစ်မြေနာမျိုးစုံကိုပို့ဆောင်ခံနေရပါတယ်လို့ NUG တမရရုံးရဲ့ပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောဆိုထားပါတယ်စစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်တင်တန်းကို2024ခုနှစ်မေလမှာစတင်ခဲ့ခြင်းဖြစ်ပြီးတော့လစဉ်လူဦးရေ9000 ပုံမှန် ခေါ်ယူကြောင်းစစ်တပ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ရွှေတန်းရင်ဆိုင်တိုက်ပွဲများမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့အထက်မှစုဆောင်းခံရသူများကိုခွဲခြားနိုင်တဲ့အခြေအနေမဟုတ်တဲ့အတွက်ကြောင့်စုဆောင်းခံရတဲ့လူငယ်အမျိုးသားအမျိုးသမီးအားလုံးသိရှိစေရန်လိုအပ်တယ်လို့ပြောကြားထားပါတယ်။ဒါကြောင့်အကြမ်းဖက်စစ်တပ်ရဲ့စစ်မှုထမ်းတပ်သားတဲ့အဖြစ်နဲ့စုဆောင်းခြင်းမခံရမီနီလန်းမျိုးစုံတုံးပြီးတော့အတက်နိုင်ဆုံးရှောင်ရှားကြရန်တော်လိုင်းအင်အားစုများကိုဆက်သွယ်ရန်နဲ့ မရှောင်နိုင်တဲ့အခြေအနေနဲ့ရှေ့တန်းစစ်မြန်နာပြင်းတွေမှာမရောက်မီထွက်ပြေးနိုင်တဲ့အခွင့်အရေးကိုရအောင်လို့စ조사မှုများကိုဆောင်ရွက်ရန် NUG အစိုးရကအကြံပြုထားပါတယ်။ရှေ့တန်းအထိပါသွားခဲ့ရင်အခြေအနေပြေးလာတာနဲ့လက်နက်ချတာတို့အလံဖြူထောင်တာတို့လုံနိုင်အောင်စ조사ပါစီထားပြီးတော့ချိုးတင်ပြင်ဆင်မှုတွေကိုလုံနိုင်သမျှကြိုပြီးတော့လုပ်ကြပါလို့ပြောချင်ပါတယ်စစ်ကောင်စီရဲ့မတရားပြုကျင့်ခြင်းတွေကနေပြီးတော့ကင်းဝင်းနိုင်မှုဆန္ဒပြုလိုက်ပါတယ်လို့သမရာယုံရဲ့ပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောပါတယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်ကဖေဖော်ဝါရီလအတွင်းဖွင့်လှစ်မယ်စစ်မှုထမ်းအ ပတ်စဉ်10အတွက်မြန်မာနိုင်ငံအတွင်းမှာ၎င်းတို့ထိန်းချုပ်ထားတဲ့မြို့နယ်များမှာလူငယ်များကိုနေတိုင်းလိုလိုပေါ်တာဆွဲဖမ်းဆီးနေပြီးတော့လူဦးရေပြည့်မီခြင်းမရှိတဲ့အတွက်နေဘက်ဒေမာပါနေအိမ်ပေါ်အထီကိုတတ်ဆွဲပြီးတော့ပေါ်တာဆွဲဖမ်းဆီးမှုများကိုလှုံ့ဆော်လာပြီးစစ်မှုထမ်းစည်းရဲထဲမှာပါဝင်တဲ့သူဟာနေအိမ်မှာမရှိပါကမရှိရှိတဲ့လူကိုအစားထိုးဖမ်းဆီးခြင်းများကိုပါလှုံ့ဆော်လာတယ်လို့သိရပါတယ် စစ်ကောင်စီကစစ်မှုထမ်းတပ်သားတွေများကိုရှေ့တန်းစစ်မြေပြင်ကိုဆေးလွတ်ပြီးတဲ့နောက်တိုက်ပွဲအတွင်းမှာတေဆုံးခြင်းများထိခိုက်ဒဏ်ရာရရှိခြင်းများဖြစ်ပေါ်လာပါကတပ်ဆိုင်ရာမိသားစုဝင်များထံကိုအကြောင်းကြားပေးခြင်းမရှိဘူးလို့သိရပါတယ်တိုက်ပွဲအတွင်းမှာတေဆုံးသွားတဲ့စစ်ကောင်စီတပ်သားများဟာအလောင်းပြန်လဲရရှိခြင်းမရှိတဲ့အပြင်မိသားစုများထံကိုလည်းစစ်တပ်ကခံစား권တစုံတရာပေးအပ်ချက်မရှိဘူးလို့တင်ဆုံးသွားတဲ့စစ်မှုထမ်းတပ်သားတဲ့တချို့ရဲ့ကြံရည်သူမိသားစုဝင်များကရင်ဖွင့်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာနိုင်ငံတဝန်းလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ